အားလုံးပဲမင်္ဂလာပါရှင်။ထူးရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဝတ်သားစားတဲ့သူတွေအတွက်လုံးဝအကြိုက်တွေ့စေမဲ့ဝတ်သားမြင့်ချင်ချက်လေးကိုချက်ပြထားပါရစေ။ဝမ်းမြင့်ချင်နှစ်ဘက်ကန်စားအတွက်အဲဝတ်သုံးတတ်တာ15ချက်သားလောက်နဲ့မြင့်ချင်15ချက်သားလောက်ကိုအသုံးပြုထားပါရစေ။ချက်သွန်ဤအရွယ်တော်နှလုံးနဲ့ချက်သွန်ဖြူအဲသုံးတတ်လောက်ကိုအသုံးပြုထားပါရစေ။ ထူးကတော့ဒီနေရာမှာဂျင်းထည့်မသုံးထားပါဘူးတကယ်လို့မိမိရဂျင်းကိုခြိုက်တယ်ဆိုလို့ရှိရင်လည်းဂျင်းလေးတွေထည့်လို့ရပါတယ်ရင်ဆုံးဝသားလေးတွေကိုအရသာသွင်းပါမယ်ဝသားလေးကိုစားလက်ဖက်စားစွန်းတစွန်းအသားမုံလက်ဖက်စားစွန်းတစွန်း စနုံးမုံလက်ဖက်စားစွန်းနဲ့တဝက်ထည့်ပြီးတော့အသားရဲကို အရသာဝင်သွားအောင်စုပ်စုပ်ပြီးတော့နေပေးပါမယ်ဝတားလေးကိုနေပြီးတော့နှစ်ထားနေတော့မှမြင့်ချင်လေးကိုကိုလိုချင်တဲ့အရွယ်တော်ပုံစံလေးတွေလှည့်ဖြတ်ပါမယ်။ တချို့ကတော့မြင့်ချင်ဆိုရင် အဖက်ကြီးကြီးတွေကိုမှနှစ်သက်တဲ့သူတွေရှိတယ်လို့သူကတော့ခက်သေးသေးလက်တဆစ်စာအရွယ်တုံးလေးတွေကိုပို့ပြီးတော့နှစ်သက်ပါတယ်မြင့်ချင်မှာပါတဲ့အပူအဆက်တွေကင်းသွားအောင်လို့ခုနလှီးထားတဲ့မြင့်ချင်လေးတွေကိုရင်နွေးပုတ်ပတ်စုထဲမှာ၅မိနစ်လောက်ပြုတ်ပါမယ်။ ချိန်ကြာကြာပြုတ်မယ်ဆိုရင်ပြင်ချင်တဲ့ကအချင်းတက်တွေရော့သွားမှဆိုတဲ့အတွက်ကြောင့်မို့လို့ခဏလောက်ပဲ ပြုတ်ပြီးရတဲ့အခါမှာအဲထိုးရည်လေးတွေကိုသွန်ချပလိုက်ပါရှင်အခုဆိုရင်တော့ဝတားလေးတွေကိုအရင်ဆုံးစီတတ်ပါမယ် အဲဝတ်သားကလည်းစီနေနဲ့ထွက်အောင်မှာမို့သူကတော့အဲစီကိုဟင်းခတ်စွန်ရဲ့သုံးပုံနှစ်ပုံလောက်ပဲထည့်ပါတယ်စီပူလာပြီဆိုရင်စက်သွန်နီလေးကိုအရင်ဆုံးစီတတ်ပါမယ်ရှင်ကျက်သွန်နီလေးတွေနွမ်းလာတဲ့အခါမှာကျက်သွန်ဖြူလေးထည့်ပြီးတော့စီတတ်ပါမယ်။တချို့ကတော့ကျက်သွန်အဖြူအနီးငရုတ်တီအစားသဖြင့်အတူတကွထောင်းပြီးတော့လည်းစီတတ်လေးရှိပါတယ်။ဒါကတော့မိမိနဲ့တတ်တယ်လို့စီတတ်လို့ရပါတယ်။ ဆီချက်ကလေးကအနံမွေးလာပြီဆိုရင်ခုနမှတ်ထားတဲ့ဝတ်သားလေးတွေထည့်လိုက်ပါမယ်။ဝတ်သားလေးကိုလည်းအနံလေးမွေးလာတဲ့အထိအဲလုံးပြီးတော့စီတတ်ပါမယ်။ဟင်းအယောင်လှဖို့အတွက်မြူသည့်အယောင်တင်မုံလက်ဖက်စားစွန်းနဲ့တစွန်းထည့်ပါရယ်။ဝတားလေးအောက်ကိုမကန်အောင်လို့ခုနဝတားနှက်ထားတဲ့လက်ရည်လေးထည့်ပြီးတော့လုံလိုက်ပါမယ်။ ဝတားအသားလေးနူးသွားအောင်လို့ရင်တွေးအနေငယ်လေးထည့်ပြီးတော့ဆက်တင်လိုက်ပါမယ်ဝတားအသားလေးတွေအဲနူးပြီးမွှားအောင်လို့တကြားလေးတစုံမှထည့်ပြီးတော့ချက်လိုက်ပါတယ်။ခုနဝတားနှက်ကလေးကတခါလေးထည့်လို့ရပါတယ်။အဖုံးလေးအုပ်ပြီးတော့ရေခန်းအောင်တင်လိုက်ပါမယ်။ ထဲနီနဲ့ချက်တောင်းမှုလို့ဒီအဖုံးအုပ်ပြီးတည်တဲ့အချိန်မှာအောက်ကိုကတ်မသွားအောင်လို့မကြာခဏဖွင့်ချီပြီးတော့မှုပေးပါရှင်ဝတားလေးတရေခမ်းပြီးတော့စီပြန်လာတဲ့အခါမှာအဲဝတားနူးမနူးကိုခရင်လေးနဲ့ထိုးပြီးစမ်းကြည့်ပါတယ်။ဒီဟာကဝတားကသုံးသက်သားအနူလေးဖြစ်တာမို့လို့တရေလောင်းနဲ့ပဲနူးသွားပါတယ်။ထိုးခါမှာပြင်ချင်ထဲလိုက်ပါမယ်။ ပြစ်ချင်လေးကိုအရာတာဝင်အောင်လို့ဝသားလေးနဲ့ဆက်ပြီးတော့လုံးမှမယ်။ဒီညမှာသူကလုံးနေရင်းနဲ့ငမ်းပြားရေးတစုံထည့်လိုက်ပါတယ်။ဒီမှာဗီဒီယိုရိုက်တဲ့ခလုတ်ကိုနည်းနည်းလိုက်လို့မို့လို့အဲ့ဒါမပါဘူးဖြစ်သွားတာပါ။ငမ်းပြားရေးတစုံလောက်ထည့်ပြီးတော့လုံးပေးပါနော်။ ဝတ်သားနဲ့မြင့်ကျင်လုံသားလေးကြလာပြီဆိုရင်ရင်နွေးလေးအနေငယ်ထည့်ပါမယ်ဒီနေရာမှာတော့ထူးကရင်နွေးလေးတွေကိုတခါတည်းအများကြီးမထည့်ဘဲနဲ့နည်း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 စီထည့်ပြီးတော့ချက်ထားဖြစ်ပါတယ်အဲ့ဒါကပို့ပြီးတော့လဲစားလို့လဲကောင်းပါတယ်အဲစီလေရီလေလေးဖြစ်သွားတဲ့အချိန်ခဏလောက်အဖုံးအုပ်ပြီးတော့တင်လိုက်ပါမယ် နှစ်ချင်တဲ့ကအချင်းတက်ကလေးတွေဝတ်သားရဲရောက်သွားတော့ပြီဆိုရင်အဲကိုစားမဲ့အနေထားတော့ကိုဟိုရေလေးထက်ထဲတာဖြစ်ပါတယ်ဒါကတော့ဒုတိယမြောက်ရေဖြစ်ပါတယ်ရေအများကြီးနဲ့စားရတဲ့ဆိုင်ရင်ဒီလိုမျိုးစီနေရင်လည်းအဲရေဆက်ဆက်ကလေးနဲ့စားတာကအရသာရှိတာမို့ဒီပုံစံလေးချက်စားကြည့်ပါနော်ကိုလိုချင်တဲ့အနေထားရောက်ပြီဆိုရင်အပေါငံအရသာမြည်ကြည့်ပါမယ် ူးကတော့နည်းနည်းပေါလို့မလို့စားလေးနည်းနည်းတော့ထပ်ထည့်လိုက်ပါတယ်တခါတလေမှာမြင့်ချင်ကအရန်တိတ်တာမကြသေးတဲ့အခါမှာအချင်းတဲ့ယော့နေရတယ်လည်းရှိတတ်ပါတယ်။အဲ့လိုဆိုရင်တော့သူကတော့မကြီးမဲ့အနစ်ကလေးထင်လိုက်ပါတယ်။အကူဒါပေမဲ့အကူမြင့်ချင်ဟင်းလေးကတော့အချင်းရတာလေးလည်းအနေတော်မို့လို့စားလို့အရန်ကိုကောင်းပါရဲ့ရှင်။ တချို့ကတော့ငရုတ်သီးစိမ်းကြိုက်တာမို့လို့ငရုတ်သီးစိမ်းကြီးကြိုက်ထဲတာမျိုးလည်းမြင်ပူပါတယ်သူကတော့ငရုတ်သီးစိမ်းထဲတာမကြိုက်ပါဘူးဒီအနေလေးပဲကြိုက်ပါတယ်လှုပ်ရှားကြည့်ကြပါရှင်အရန်ကိုပဲအရသာရှိပြီးတော့ဂရင်းမိန်စေပါတယ်တန်စီလွန်ပြီဆိုသလိုပဲဒီဝတ်သားနဲ့မြင့်ခြင်းကအများကြီးစားလို့ရှိရင်တွေးတက်တက်တာမို့အဲတွေးလို့ရှိတဲ့လူတွေကတော့ချင်းချင်းစားသုံးပေးပါရှင်။ ့ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်လည်းဗီဒီယိုအသစ်ကလေးတွေတင်ပြအောင်မှာမို့သူ့ရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။